အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရော်ဖြစ်ပါတယ်2025ခုနှစ်မတ်လ23ရက်တနင်္ဂနွေနေ့မနက်ခင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းပြင်းလွင်ကိုစစ်ရင်တန်း3စီးနဲ့ရဲရင်တန်း10စီးအင်အားဖြင့်ရောက်ရှိထားပါတယ်ဗန်ပွေးအရှိပဲပြည်တော်စုလမ်းမော်ကရေဝင်စခန်းကိုအရာရှိအင်အားတွေဖြည့်တင်းထားပါတယ် G3 လို့ခေါ်တဲ့စစ်ဦးစီးမှုတတရတန်းတွေနဲ့အဆင့်တူဖြစ်တဲ့နီးပြတွေကိုဆေးလွတ်နေတာဖြစ်ပါတယ်။နီးပြတွေခင်ဗျာလဲတင်ပေးရမယ်တင်နန်းသားမရှိလို့တော့စစ်မြေပြင်ကို ပြန်ဆင်းနေရလို့စိတ်ညစ်နေကြပါတယ်။ထို့ပေမဲ့တစ်ချက်သတိထားရမှာကဒရုန်းနီးပြအရာရှိတွေဖြစ်လိမ့်မလားဆိုတာကိုသတိချက်တင်ပါတယ်။မခွေးတိုင်းအထက်မင်းလာမြို့နယ်မလွန်ငါးနေဗရန်ကိုတချောင်းတူလန်းအမြန်ဖောက်လုပ်နေတယ်လို့ကျွန်တော်အတိပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုလမ်းပေါင်းရင်းနဲ့မလွန်တက်တဲ့အတွက်ရှေ့တန်းခံစစ်လက်နက်ကြီးစခန်းတစ်ခုလည်းခြေကုပ်ယူတက်ဆွဲထားမှာဖြစ်ပါတယ်အဆိုပါလက်နက်ကြီးစခန်းဟာပသိမ်မုံရကားလမ်းကို အရှိဘက်ကနေထိမ့်ချုပ်နိုင်ဖို့ပဲဖြစ်ပါတယ်လေးပင်လမ်းဆောင်ရဲ့တောင်ဘက်မှာခရုကန်ဆိုတဲ့ရွာလေးတည်ရှိပြီးရွာရဲ့မလမ်းမကမ်းမှာကုန်းမြင့်မြင့်လေးတစ်ခုရှိတယ်အဲ့ဒီနေရာမှာလက်နက်ကြီးစခန်းတက်ဆွဲလိုက်မယ်လို့ယူဆပါတယ် စစ်နည်းဗျူဟာမှာတောင်မြင်တိုင်းအချက်ချာမြင်မဟုတ်လို့အဆိုရှိပေမဲ့အမြင့်ကြိုက်တဲ့စစ်ဘုံချုပ်ကြီးများကတော့မြေပုံတင်ရင်လှမှကြိုက်တာဆိုတော့အဲ့ဒီကုံဖြစ်ဖို့ယာကိုင်တော့များပါတယ်လေးပင်ရွာရဲ့အရှိဘက်မှာတော့ထိုင်းနဲ့ဖက်ဆက်တိချောက်ထားတဲ့ solar power plant တစ်ခုတည်ရှိပြီးအဲ့ဒီအရှိဘက်မှာတော့စစ်အင်ဂါစင်မှာပေါ်ပြမထားတဲ့လေချောင်းရံကာကွယ်ရေးတပ်တရက်ရှိနေပါသေးတယ်ကယင်းဒီဘော်လက်ခဲမှာကယင်းဒီတပ်ပေါင်းစုတိုက်စစ်အရှိန်မြင့်ထားပါတယ် ်ငယ်မြေကန်တိုက်ရင်တွေရဲ့ကာကင်းစခန်းကုန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်ထားနိုင်ပုံရပါတယ်။စကားဆဟာလဲလေချောင်းကနေလေးချိန်ထဲမှလည်းတိုက်ခိုက်နေပါတယ်။ကရင်တွေဘော်လခဲဘက်ကိုတိုက်စစ်အာယုံထွေပြလာအောင်မိုးပြဲကုန်းသာဘက်ကနေမိုးပြဲဘက်ကိုလက်နဲ့ကြီးနဲ့လေချောင်းပြစ်ကူရယူပြီးစစ်ချောင်းတစ်ချောင်းတက်လာနေပါတယ်။မိုးပြဲကုန်းသာလို့ပြောရတာကဒီမော့ဆိုးမှလည်းကုန်းသာရှိလို့မိုးပြဲမိုးပြဲကုန်းသာလို့ပြောရခြင်းဖြစ်ပါတယ်။ စကိုင်းတိုင်းထီးချိုင်ညတော်ရွာထိပ်ဖျားဝင်းထဲမှာစကစအခိုင်မာတတ်ဆွဲအခြေပြုထားတာဖြစ်ပါတယ်ဗမောထီးချိုင်လမ်းစုံမှာလဲပူပေါင်းအဖွဲတွေစုံမိုးထားပါတယ်အနောက်ဖက်ရွှေဘိုမြစ်ကြီးနားပြည်တော်စုကားလမ်းမကြီးကိုလဲ KIA ကချင်လွတ်မြောက်ရေးတပ်မတော်ဦးစီးတဲ့ပူပေါင်းအဖွဲတွေထိန်းချုပ်နိုင်ပြီးသားဖြစ်နေပါတယ်ဗျိုင်းလူသားနှစ်ဖက်ဟန်ချက်ညီညီတိုက်ခိုက်လိုက်ရင်တော့ထီးချိုင်ဖြတ်လန်းပွင့်သွားမှာဖြစ်ပါတယ်ချင်းပြည်နယ်ဖလန်း အမှတ်268ခြေလင်တိုက်ရင်အနီးတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။အိန္ဒိယနယ်စပ်တမူးမြို့တောင်ဘက်ပန်းတာမှာလည်းထိတွေ့တိုက်ပွဲပြင်းထန်နေပါတယ်။ကလေးခရိုင်နဲ့တမူးခရိုင်ကကာကွယ်ရေးတပ်တွေဟာအင်အားသုံးပြီးဒုနဲ့လျှက်တပြက်စီးနင်းတိုက်ခိုက်ထားပုံရပါတယ်။ဟိုဘက်က အဖွဲ့တွေအတန်တွေပြာနေပါပြီ။နယ်စပ်ကုံသွယ်ရေးမြို့တမျိုးအနီးမှာအောင်လံအများဆုံးစိုက်ထူနိုင်ကြပါစေ။အထီးကအဖိတ်စင်နဲပါစေ။ဘရောင်းတက်နဲ့ညောင်ချိုးတွင်လည်းဘူး ကမြိုင်အခြေစိုက်အမှန်ငါးကာဝေးပစ္စည်းစက်ရုံနဲ့ပြင်ကြီးအခြေစိုက်ကာဝေးပစ္စည်းထုတ်လုပ်မှုတင်တန်းချောင်းကကပ္ပစာစစ်သားတွေကိုအလုံးရင်းနဲ့ပို့ခံနေရပါတယ်အခြားစက်ရုံတွေမှာလည်းရှည်တန်းပို့ခံရရင်ပြေးမှာပဲကြိုက်တယ်လို့လုပ်ပြီးကြိုက်တယ်လို့လုပ်ဆိုပြီးဖြစ်နေကြပါတယ်ငြိမ်သက်နေတဲ့အုတ်ရှိပင်မှာတော့စာမေးပွဲပြီးရင်လူဖမ်းပွဲများလာလိမ့်မလားဆိုပြီးရင်တမမှဖြစ်နေကြပါတယ်ဘကိုးတိုင်းရှိချမ်းအမြန်လမ်းမိုင်တိုင်းမှတ်39မိုင်၄ပါလုံး ဘောနက်ကြီးလမ်းခွဲကိုတော့စကားစဟာလုံကြုံရေးအထူးတတိထားပြီးစက်မှတ်နေနိုင်သေးဖြစ်ပါတယ်။ဘမော်စစ်မျက်နှာပြင်မှာအေးနှိမ့်နေပေမဲ့မြစ်ကြီးနားစစ်တိုင်းမှုကတော့တာတာယာယာရှိနေပါတယ်။တိုင်မှုဘုံမှုရုပ်အောင်တော်ထွေးဟာအစမ်းခန့်ကာလတစ်နှစ်ပြည့်မြောက်သွားပြီဖြစ်လို့ဘိုလ်ချုပ်အပွင့်တင်သွားပြီဖြစ်ပါတယ်။တိုင်းစစ်ဌာနချုပ်စေးပြခွင်းထဲမှာတောက်ပွဲစားပွဲပျော်ပျော်ကြီးကျင်းပနေပါတယ်။စေးပြခွင်းဟာတိုင်းရုံနဲ့တန့်နေစီချားမှာတရှိတာဖြစ်ပြီးမြစ်ကြီးနားမူကောင်ကာလနဲ့ ကတ်လျက်ပဲဖြစ်ပါတယ်။သူတို့အလှမရောက်သေးခင်ရသည်များအချိန်လေးပျော်ကြအောင်မပေါ့။မြဝကျွန်းတော်ဒေသမြောက်ဆန်းစစ်မျက်နှာပြင်နဲ့ဆက်ဆက်ပြီးလေးမျက်နှာမြို့နယ်စိုက်တူးကုန်းရွာနဲ့ချွေလောင်းကျေးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံထားရပါတယ်။တက္ကသိုလ်ဝန်ထမ်းစာမေးပွဲပြီးဆုံးသွားပြီမို့စီရေးပြေးထန်လာမှာကိုဒေသခံတွေစိုးရိမ်နေကြပါလေ။မစိုးရိမ်ပါနဲ့။မြေပြင်ကတပင်းကိုတေချာနားဆွင့်ပြီး ပြင်ဆင်စရာရှိတာစီစဉ်ထားဖို့ပဲအရေးကြီးပါတယ်။စလည်းဆုံးနားဆင်ပေးတဲ့အတွက်ကျေးဇူးများကြီးပြင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိရင်